ောက်ဆုံးခမင်္ဂလာပါပြည်တော်စုသားတိုင်းသားညီကိုမောင်နှမများခင်ဗျာ မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းဥစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်ကျွန်တော်ကတော့ရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီရဲ့ဥက္ကရတိရိပြန်ချီစားရပေါင်းဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီ ကျမ်းပြူပါတီဟာ23ရက်6လ2023ရက်နေ့မှာပါတီမတ်ပုံတင် အမတ်28မြင်းဆောင်2023နဲ့ပါတီတီထောင်ခွင့်ရရှိခဲ့ပါတယ်ဒီပါတီတစ်ကိုတီထောင်ရချင်းရဲ့ရွယ်ချက်ကိုဥစွာပရမတင်ပြလိုပါတယ်2030ခုနှစ်မှာရှမ်းအမျိုးသားရဲ့အတွက် UTB တီထောင်ခဲ့တဲ့ ကြားဖြူပါတီဟောင်းရဲ့အမိကရှန်တိုင်းသားများဒီမိုကရက်တစ်ပါတီဖြစ်ပြီး2010ခုနှစ်အထွေထွေရွေးကောက်ပွဲမှာလွတ်တော်ကိုယ်စားလှယ်58ဦးအနိုင်ရရှိခဲ့ပါတယ်ပြည်내ဝန်ကြီး9ဦးနဲ့ပြည်ထောင်စုဒုဝန်ကြီး2ဦးခန့်အပ်ခြင်းခံခဲ့ရပါတယ်ဒါပေမဲ့နိုင်ငံကိုတိုးတက်ပြောင်းလဲနိုင်တဲ့အထိမစွမ်းဆောင်နိုင်ခဲ့ပါဘူး နိုင်ငံကိုတိုးတက်ပြောင်းလဲနိုင်ဖို့အတွက်ဆိုရင်ခိုင်မာတောင့်တင်းတဲ့ပါတီတရက်ကိုမဖြစ်မနေထူထောင်နိုင်ရမှာဖြစ်ပါတယ်။သို့မှသာနိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့တိုင်းရင်သား135မြို့အပြင်နိုင်ငံသားတိုင်းကိုကိုစားပြုတဲ့ရှမ်းနယ်တိုင်းသားများ ဒီမိုကရက်တစ်ပါတီကြားဖြူပါတီကိုတီထောင်ရခြင်းဖြစ်ပါတယ်ပြည်တော်စုသားတိုင်းသားညီကိုမောင်နှမများခင်ဗျာလက်ရှိနိုင်ငံတော်ရဲ့ပဂတိအခြေအနေဟာတိုင်းသားလက်နက်ကိုင်မျိုးစုံနဲ့တော်လန်ရေးအမိခံထားတဲ့အဖွဲ့အစည်းတွေရဲ့တော်လန်ပုံကမှုတွေရှိနေတာကြောင့်ကျွန်တော်တို့ပါတီကပရမဥစွာ ငင်းချမ်းရေးကို ရရှိအောင်ဦးစားပေးဆောင်ရွက်တော်မှာဖြစ်ပါတယ်။ပြည်တော်စုသားတိုင်းရင်သားညီကိုမောင်နှမများခင်ဗျာနိုင်ငံတွင်းလက်နက်ကင်ပြိပက္ခအပြင်တဘဝပေးနဲ့စီဘောပြက်ကပ်ပေးဒုက္ခကိုခါသည်စွာရင်ဆိုင်နေကြရတဲ့ကြားကပြည်ပနိုင်ငံတို့ရဲ့စီဘောရေးပိတ်ဆို့မှု sanction တရားတန်ချက်တွေကိုပါ ုံတွေ့ခံစားနေရပါတယ်ဒီလိုအခက်အခဲမျိုးစုံကနေကြော်လွားနိုင်ဖို့ဆိုရင်နေမြည်တည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုဦးစားပေးဆောင်ရွက်ရမယ်အပြင်နိုင်ငံတကာပိတ်ဆို့မှုဆန်ရှင်တွေကို ရုတ်သိမ်းနိုင်အောင်လဲကျွန်တော်တို့ပါတီကဦးစားပေးဆောင်ရွက်တော့မှာ ဖြစ်ပါတယ်တိုမာရာ ပြပရင်းနေမြုံမှမြုံနာမှုတွေပြန်လည်ဝင်ရောက်လာမှာဖြစ်ပြီးနိုင်ငံတော်ရဲ့လူမှုရေးစီးပွားရေးစတဲ့ပတ်စုံကန္တတွေပြန်လည်ဥမော်လာနိုင်မှာဖြစ်ပါတယ်ပြည်တော်စုသားတိုင်းရင်သားညီကိုမွန်တော်မများခင်ဗျာလူငယ်တွေဟာမိမိတို့ပညာရေးအတွက်မိသားစုအတွက်ပြပနိုင်ငံများသို့သွားပြီး အလုံလောက်ကြဖို့မျောလင်းချက်တွေရှိနေကြပါတယ် တိပယင်းနှိမ့်မြုံနာမှုတွေပြန်လဲဝင်ရောက်လာတဲ့အခါနိုင်ငံတော်ရဲ့လူမှုစီးပွားရေးပြန်လဲဥမော်လာမှာဖြစ်တဲ့တွက်အလောက်အကန့်အခွင့်လမ်းများလဲတိုးတက်ပေါ်ပေါက်လာမှာဖြစ်ပါတယ်ဒီအခါမှာလူငယ်တွေရဲ့ပွာတက်လန်းအလောက်ကန့်တွေနဲ့ယုံကြည်မှုတွေကိုအာမန့်ခံချက် ပေးနိုင်ပြီဖြစ်လို့လူစွမ်းအားအေးမြင့်ဆုံးရှုံးခြင်းယိုစီးခြင်းတွေ ရှိတော့မှမဟုတ်ပါဘူးလူငယ်တွေဟာအလောက်ကရရှိရေးအတွက်ပြပကိုတရားမဝင်တဲ့လမ်းကနေထွက်ခွာနေရတာကြောင့်ကုံကြစိတ်တွေများပြားပြီးအန္တရာယ်ပေါင်းစုံနဲ့လဲကြုံတွေ့နေကြရပါတယ်ဒီလိုနစ်နာမှုတွေမဖြစ်စေဖို့အတွက်ပြပအလောက်ကန်ရှာဖို့ရေးအေဂျင်စီတွေဖွဲ့စည်းပြီးတရားဝင်နိုင်ငံခြားပို့ဆောင်ပေးခြင်းဖြင့်နိုင်ငံတော်လဲ တရားဝင် အခွန်ငွေတွေရလုပ်ငန်းခွင် အနိုင်ကျင့်ခြင်းကလည်းလွတ်ကင်းပြီးလူငယ်တွေစိုးရင်ကြောက်ကြမှုကင်းစွာနဲ့စီးပွားရှာနိုင်မှာဖြစ်ပါတယ်ပြည်တော်စုသားတိုင်းရင်သားညီကိုမောင်နှမများခင်ဗျာစာဝတ်နေအခက်ခဲနဲ့ကုံစင်းနှုံကြီးမြင့်မှုတွေကို စနစ်တကျလျှော့ချနိုင်မှသာပြည်သူတို့ရဲ့စာဝတ်နေရေးအဆင်ပြေမှာဖြစ်ပါတယ်လာစားနေတဲ့ စက်မှုစုံနဲ့ကုမ္ပဏီကဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေအကြောင်းမျိုးမျိုးကြောင့်ရှေ့ပြောင်းလာတဲ့လူငယ်တွေမိသားစုဝင်တွေရဲ့နေရေးထိုင်ရေးအတွက်တံပိုးနဲ့အဆောင်လိုမျိုးအငားအိမ်ယာစနစ်တွေဖော်ဆောင်နိုင်ဖို့နဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်ထူထောင်နိုင်ဖို့အထူးအတိုးနှုန်းချင်းငွေတွေအပြင်ကုန်ကြမ်းပစ္စည်းတွေကိုလည်း တက်တာတဲ့ဈေးနှုန်းနဲ့ပံ့ပိုးပေးဖို့ကျွန်တော်တို့ပါတီကရည်မှန်းထားပါတယ်အခြေခံစားတောက်ကုန်းတွေဖြစ်တဲ့ဆန်းစီစာငရုတ်ကြက်တွန်အစရှိတာတွေကိုဈေးနှုန်းအချို့သာဆုံးနဲ့အလွယ်တကူရရှိရန်ဆောင်ရွက်ပေးသွားမှသာ ပြည်သူတွေစားတောက်ရေးအဆင်ပြေမှာဖြစ်ပါတယ်ပြည်တော်စုသားတိုင်းရင်းသားညီကို မောင်နှမမြတ်ခင်ဗျာ တိုင်းပြည်စီးပွားရေးနဲ့ပြည်သူတို့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေဖို့အပြင်အလို့အကိုင်းအခွင့်အလမ်းတွေကိုပါဖော်ဆောင်နိုင်ဖို့အတွက်နေဆက်ကုံတွေရေးကလည်းအလွန်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့ပါတီနေနဲ့ငိမ့်ချမ်းတည်ငိမ့်တဲ့ရှမ်းပြည်တောင်ပိုင်းမှာထိုင်းနယ်ဆက်ကုံတွေရေးလမ်းကြောင်းအစ်စ်တစ်ခုကိုစ조사ဖော်ဆောင်သွားနိုင်ဖို့ရည်မှန်းထားပါတယ် ဒီလိုကုံသွေးရေးလမ်းကြောင်းကိုခေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ရှမ်းပြည်နယ်အတွက်တာမကပဲတနင်္ဂနွေလုံးအတွက်ပါ ကုံစည်းနှုံတွေဒီငိန်လာမှာဖြစ်ပြီးအလုတ်ကိုင်းအခွင့်လန်းတွေလဲမြောက်များစွာပေါ်ထွန်းလာမှာဖြစ်လို့ဒိုင်းပြည်စီးပွားရေးကို များစွာအထောက်ကူပြုလာနိုင်မှာဖြစ်ပါတယ်ပြည်တော်စုသားတိုင်းရင်းသားညီကိုမောင်နှမများခမရစိုက်ပျိုးရေးကဏ္ဍမှာမိမိတည်တာအတွက် လိုအပ်နေတဲ့စိတ်ရန်တရားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရင် အချိန်နဲ့ဝန်ွေတိုးလာမှာ ဖြစ်ပါတယ်။ဒါကြောင့်လူဝင်အားသုံးပြီးလောက်ကင်တဲ့လက်မှုလေယာကနေခိမီနီစရိနဲ့လူဝင်အားတိတ်မလိုအပ်တဲ့စက်မှုလေယာစနစ်ကိုပြောင်းလဲနိုင်ရပါမယ်။ဒါဟာလဲကျွန်တော်တို့ပါတီကဆောင်ရွက်မဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ပြည်တော်စုသားတိုင်းသားညီကိုမောင်နှမများခင်ဗျာ အချုပ်အပြင်ဆိုရင်ကြားဖြူပါတီဟာနိုင်ငံသားများရဲ့ရပိုင်ခွင့်ဆောင်ရွက်ပိုင်ခွင့်နဲ့အညီကိုစားပြုပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်ကို လေးစားထံပို့ထားပြီးပြည်သူတို့ရဲ့ရင်ထဲကပါတီပြည်သူထံမှပြည်သူထံသို့ကျိုးပန်းဆောင်ရွက်မဲ့ပါတီဖြစ်ပါကြောင်းပိုဟိုချုပ်ကင်မှုကိုလျှော့ချပြီးပိုဟိုနဲ့အောက်ခြေအဆင့်ဆင့်ကြားကောင်းမွန်သော စီမံအုပ်ချုပ်မှုရန်တရားကိုဖော်ဆောင်တော့မှ ဖြစ်ပါတယ်။အဲဒါကြောင့်မလို့တမိုင်းတစ်ခေတ်အတိတ်ရေးထိုးကြမဲ့ဒီလို အချိန်ကမြို့မှာကြားဖြူပါတီနဲ့အတူလက်တွဲပြီးတီတန့်တီငိန်အေချမ်းဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကို အတူတကွဝိုင်းဝန်းတည်ဆောက်ကြပါစို့အနာကကောင်းဖို့ ပြည်တော်စုကြီးကိုပြန်လဲဖန်တီးကြပါစို့ create our great future again လို့တိုက်တွန်းရင်ဤကုန်းချုပ်အပ်ပါရခင်ဗျာကျေးဇူးပါတင်ပါရခင်ဗျာ ောင်ချိန်မှာစူပေါင်းကြစို့လေပြည်သူရိုင်းတို့ကြလို့ရင်ညစ်စကားရဲ့အသီးပွေပန်းတွေရိန်ကားတော့မယ်ကြပြီပါတီဦးဆောင်ငါရဲ့ရှေ့သို့ချီမယ်မျောမှန်းချက်တွေအောင်မြင်ဖို့စူးစမ်းနေပါတယ်လူတွေမျောလင့်တွေ့လို့ရင်ခုန်တယ် ပါတီဟူဆောင်လာသူတော်လို့တူပဲဒီမှန်ချက်တွေအောင်မြင်ဖို့ပေါ်စင်ကြီးကရဲ့ညွန်ရင်းနဲ့တွဲစီလုံးစွာနေမယ် ောင်ချိန်မှာစူပေါင်းကြသော်လေပြည်သူတွေနှုတ်ကြလို့ရင်ညစ်စကားရဲ့အသီးပွေပန်းတွေရိမ့်ကတော့မယ်ကြာပြူပါတီဦးဆောင်ငါရဲ့ရှေ့သို့ချီမယ်မျော်မှန်းချက်တွေအောင်မြင်ဖို့ကြိုးစားနေပါတယ်တို့တွေမျော်လင့်တွေ့လို့ရင်ခုန်နေစာရဲ့တိစောက်ကြဆုပ်ွယ်ပျော်ရွှင်စွာနေထ

ပြင်းကြရမယ်ဂျာဒီပါဒီဆောင်းလာတော့တော့သူ့ကိုပဲဒီမှန်ချက်တွေအောင်မြင်ဖို့မစင်ညီကရဲ့တို့တွေနဲ့တွေ့စီလောက်စွာနေမယ်တို့တွေမျောလေးတွေ့လို့ရင်ခုန်နေတို့တွေအောင်ရဲ့ဆောင်းလို့မျောနေမယ်